စစ်တပ်ရေးဥပဒေပုံမှန်66ဂါကြီးဟာပြည်သူတွေရဲ့လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုတရားဝင် ချိုးဖောက်နေတဲ့ဥပဒေတစ်ခုဖြစ်နေတယ်လို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။အောင်ဆန်းဦးကပေးပို့ထားတာပါရှင်။ဆက်သွယ်ရေးဥပဒေပေါ်မှာ66ဂါကြီးဟာပြည်သူတွေရဲ့လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုတရားဝင်ချိုးဖောက်နေတဲ့ဥပဒေတရက်ဖြစ်နေပြီးအ мян ဆုံးပြင်ဆင်ဖို့လိုအပ်တယ်လို့ရောင်းတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးနေဖုံးလက်ကပြောပါတယ်။ အဲ့ဒီအတွက်အများဆုံးပြင်ဆင်နိုင်မှုနိုင်ငံတော်အဆင့်ဦးတွေပြုရေးပြင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အမျိုးသားလွတ်တော်နဲ့ပြည်သူလွတ်တော်ကကိုယ်တော်လေးမှာအဓိကတာဝန်ရှိတယ်လို့လည်းဆိုပါရယ်ဒီဇင်ဘာ၁၄ရက်နေ့ရန်ကုန်မြို့ MAC Tower ကဖန်တီးရင်ရုံကမှာပြုလုပ်တဲ့ Digital အခွင့်အရေးများနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲမှာအခုလိုပြောဆိုခဲ့တာပါဟိုဗာရေးရေးဟိုနည်းနည်းလေးတစ်ဖက်ကစိတ်နှောက်ယှက်ဖြစ်ပြီဆိုတော့လည်းတရားစွဲတဲ့နေသားမျိုးတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီလိုဟာမျိုးဆိုရင်ကျွန်တော်တို့ digital right ကိုဒါလူ့အခွင့်အရေးချိုးဖောက်နေတဲ့ ဥပဒေပုံမှန်လို့တော့ကျွန်တော်တို့ကပြောလို့ရတယ်အဲ့တော့ဒီတက်ဆိုင်ရာပုံကိုယ်တွေအနေနဲ့ဒါတေချာပြန်စဉ်းစားပြီးတော့ဒီဟာဒီလူလူအတန်တွေကိုနားထောင်ပြီးတော့ပေါ့နော်တေချာပြန်စဉ်းစားပြီးတော့ဒီကောင်းအောင်ပြင်လဲပြင်မပြင်လဲဘယ်လိုပုံစံနဲ့ဆက်သွားမလဲဆိုတာကိုစဉ်းစားတတ်ပါတယ်ဆက်သွယ်ရေးဥပဒေပုံမှန်66ကာကြီးကိုအကောင်းမွန်ဆုံးပြင်ဆင်နိုင်ဖို့အတွက်အချိန်ယူလို့ဆောင်ရမှာဖြစ်ပြီးမိမိတို့လွတ်တော်ကိုယ်စားလှယ်တွေနဲ့အတူကျွမ်းကျင်ပညာရှင်တွေဥပဒေပညာရှင်တွေပြည်သူတွေပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကပြောပါတယ် ဥပဒေတစ်ခုကပြည်သူတို့အားလုံးပူးပေါင်းပါဝင်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မှကျွန်တော်ဒီဥပဒေကပြည်သူတို့အတွက်အကျိုးရှိမှာပါ။ဒါပေမဲ့ကျွန်တော်အမြန်ဆုံးဥပဒေတစ်ခုကိုပြန်ဆန်းလာတဲ့အားလုံးဆွေးနွေးနိုင်ပြီးတော့မှအကောင်းဆုံးဖြစ်အောင်လုပ်တာကိုပြည်အစ်စင်ပြောင်းနေတယ်။ဒါကြောင့်မို့အားလုံးပူးပေါင်းပါဝင်မှုကောင်းလေလေကျွန်တော်ဒီဥပဒေတစ်ခုကအမြန်ဆုံးကောင်းလေလေပေါ့။ဒါကတော့ကျွန်တော်တို့ဒီကိုရောက်ပြီဆိုတာနဲ့ဒီမှာတွေ့ရှိခဲ့တဲ့တွေ့ရှိချက်တွေအကုန်လုံးကိုသက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေတဲ့ကော်မတီတွေနဲ့ညှိနှိုင်းဆောင်ရွက်ပြီးတော့အမြန်ဆုံးဖြစ်အောင်ချိန်ကျွေးမှုတွေဆောင်ရွက်မှုတွေလုပ်ဖို့အတွက်ပြင်ဆင်မှာပါ။ ဆက်သွယ်ရေးဥပဒေပေါ်မှာ66ောက်ဂါကြီးရေရလူတဦးတယောက်ပေါ်ထိခိုက်စေသောအတုံတုံသုံးဆွဲခံရသူကိုကာယကံရှင်ကခြေနဲ့ပေမဲ့အခြားတဦးတယောက်ကမခြေနဲ့တဲ့အတွက်တရားဆွဲဆိုမယ်ဆိုဆွဲဆို권ရှိနေတာလည်းဖြစ်ပါတယ်ဆွဆွဲခံရသူအနေနဲ့လည်းအမှုစစ်ဆေးနေစဉ်ကာလအတွင်းအာမခံရမရဆိုတာတရားရုံးအပေါ်မူတည်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်ကျွန်တော်ကတော့အောင်ဆန်းဦးပါ